ဲ့ယောဒီမှာသေပြီလားမသိဘူးမေးရဲလိုက်တာတော်တော်ပြင်းရပဲကွာ तू သေသွားရင်ဘယ်လိုလုပ်မလဲသေပစီပေါ့ကွာဒီကောင်မကငါချစ်တယ်ကိုမူနေမှာတော့ဒီလောက်တော့ခံရမှာပေါ့ငါသူ့ကိုလမ်းနေတာတင်းတင်းလို့ရှိပြီဒီကောင်မကလူကိုမတူတို့မတန်တို့ငါ့ကိုနည်းနည်းလေးမှအခွင့်အရေးမပေးခဲ့ဘူးစောင့်နေရတာတော်ပြီဒီနေ့အားလို့ပြီးပြီဒီနေ့ဒီငါမိမဖြစ်လာစေရမယ်သေသွားတော့လေဘာကြီးလဲအလောက်ပြောပြီးတော့ လှုပ်လိုက်ယူပဲလေကွာမဟုတ်လို့ငါလူချင်တာယူပြီးတက်လိုက်မယ်လေတိတ်တိတ်နေနော် မိုးဖိုးပြီးမယ်လူတော်ရဲ့ဘွားတွေကိုမက်မတဲ့ရရှိလာတယ်လှုပ်ဝဲစမ်းတဲ့တဲ့မိကလေးတူနဲ့ထိုမိကလေးရဲ့နောက်ွယ်မှာဝါနဲ့ဖွဲ့ရတိတ်ဆန်လန်ကိုဖော်ထုတ်ရင်းနဲ့ရာရာကိုရေးဆိုင်ကြော်ပြက်သွားမယ်လူငယ်တူရဲ့ကြောက်ကိုရသတဲ့မျိုးနဲ့ခံစားရမှာဖြစ်ပါတယ် ထုတ်စံလိုပဲမင်္ဂလာပါဗျာ channel လေးကိုလည်း like နဲ့ subscribe လေးမလို့ရသေးလေတို့ပေးခဲ့ကြဖို့တောက်ဆုလိုက်ပါရဗျာပမ်းမသိဘူးဆိုရင်တော့ comment လေးပါမှတ်ပေးခဲ့ကြပါဗျာအချင်းမရှိဘူးဆိုတဲ့သူတွေကတော့ emoji လေးဖြည်းဖြည်းတင်းတင်းတက်ရမှတ်ပေးခဲ့လို့ရပါတယ် ောင်ပေါ်မြို့လေးရဲ့အစော်ပြတိတ်ဆိတ်နေတဲ့ခြေတွေအမြင်လိုလိုကြီးဆိုးနေတယ်။ရဲကွက်ငယ်လေးတစ်ခုစီတို့ပူရလို့ခေါ်တဲ့ကောင်လေးတယောက်ရောက်လာခဲ့ပါပြီ။ပူရဟာထိုမြို့လေးမှာမွေးဖွားခဲ့တဲ့သူဖြစ်ပေမဲ့လည်းငယ်စဉ်ကတည်းကနေမိဘများနဲ့တူတခြားမြို့ကိုပျောက်ရွှေ့သွားခဲ့တာလည်းဖြစ်ပါပြီ။ယခုချိန်မှာတော့လူကိစ္စတစ်ခုကြောက်တာထိုရွာလေးကိုရက်ရှိပြန်ရောက်လာခြင်းဖြစ်တာပေါ့။ပူရဘွားရဲ့နေဆွဲတွေဟာပုံမှန်တိုက်ပွဲမြင်းဝဲစွာနဲ့ကိုဆိုးနေခဲ့ပါပြီ။ အဲ့ဒါကရွာတွေကထူးဆန်းတဲ့အေးလေးတို့ကို မတွေ့ခင်အခြေတီပေါ့ဗျာထိုအကြီးဟာရှေးအောင်တစ်သားအကြီးတို့ဖြစ်ပြီးအခြေကလာရဲ့ဓာတ်ကိုတက်ကြခံထားရတဲ့ပုံစံနဲ့ဖြစ်ပါတယ်။ဒါပေမဲ့ထိုအလေးမှာ ထူးခြားချက်လေးတခု ရှိပါတယ်။ထိုအလေးရဲ့ထူးခြားချက်မှာတော့ညနေစည်းစာချီလေးလိုလိုအရှိကော့ပီလေးမှာထင်နေတဲ့အပြိုလေးတူဦးဖြစ်ပါတယ်။ ူမဟာတဲ့သမီးလေးတပါလို့ချော်မော်လှပတော့လေသူမရဲ့မျက်နှာမှာတော့ညှုံးတဲ့ဝမ်းနည်းမှုတွေကလွာမိုးလျက်ရှိရာမြင်ရတဲ့သူတဲကိုလည်းစင်မကောင်းဖြစ်စေလို့ပါတယ်။သူရလည်းထိုရဲ့ရှင်းမဖြစ်သွားတိုင်းသူမကိုပြုတ်ပြနှုတ်ဆက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူရဟာသူမထက်ကနေဘာတို့ပြမို့မှ ပြမရရှိခဲ့ပါဘူး။ဒီလိုနဲ့ပဲနေတွေရဲ့တဖြည်းဖြည်းကုံဆိုးလာတာနဲ့များတချေတဲမှသူရကလည်းတဖြည်းဖြည်းအောင်ထိုရီလေးရဲ့ရှိကနေဖြည့်ဆောက်လာလေရှိပါတယ် သူရဟာတကူတဲ့ဖော်မဲနေတဲ့ဒုံမဲကလေးကိုအဝေးကနေငေးကြည့်ရင်ရင်းနှီးကျွမ်းဝင်ချေစီတွေတဖွာဖွာပေါ်လာနေခဲ့ပါရဲ့။ဒါပေမဲ့လည်းစကားစပြောဖို့ရတဲ့တတိမွေးနေရဆဲဖြစ်ပြီးဝေးကနေသာတတစိတ်လှမ်းကြည့်နေခဲ့ရပါရဲ့။ဂလိုနဲ့ပဲအခြေတွေးပြီးကိုဆိုးလာရင်သူရဒီမျိုးလေးကိုရောက်လာတာတာဒီယာဘက်ကိုရောက်လာခဲ့ပါပြီ။ထိုနေ့မှတော့သူရတရားစစ်ပိတ်ဖြစ်ကအေဂျီစီတို့တဖြည်းဖြည်းချိခဲ့လာခဲ့ပါရဲ့။ အရှိမှာတော့သူရတက်တကူသဘောကျနေရတယ်ထိုမိကလေးရှိနေခဲ့ပြီး သူရဘာမှမပြောခင်မှာပဲထိုမိကလေးတံမှာနေမချိုးတဲ့စကားသံလေးတွေထွက်လာခဲ့ပါတယ်တွေ့ရတာဝမ်းသာပါတယ်အကိုအေးဆဲကြည်လင်နေတဲ့အတန်လေးဖြစ်အကိုကဒီဟုအစ်တိတ်ပြောင်းလာတဲ့သူလားမသိဘူးနော်သူရတယောက်အအားသိသွားမှုနဲ့တူကြောက်ကြောက်ဖြစ်နေခဲ့မိပါတယ် အကြောင်းမှာသူမဘက်ကနေအမြဲတမ်းမျက်နှာတွက်နေတဲ့တဲ့မိကလေးကအခုလိုလာနှုတ်ဆက်နေမယ်ဆိုတာဒီလိုဝဒင်းမဲ့မထားလို့ပါအင်းအော်ဟုတ်ကဲ့ဗျကျွန်တော်ဒီကိုရောက်တာသိမကြသေးပါဘူးကျွန်တော်နာမည်ကသူရပါညမဲနာမည်ကရောသူရရဲ့တိတိငေါငေါဆက်ကလေးတွေကသူရရဲ့ဆက်လို့ရှာမှုတွေကိုတက်တက်ပြနေခဲ့ပါပြီကျမနာမည်ကကျေစင်ပါကျေစင်နာမည်လေးကတိလှတာပဲနော် လူလေးလိုပဲချိန်စရာကောင်းနေတယ်ဗျ။သူရကရှစ်ကိုရှစ်ကံပြိုးလိုက်ရင်အဲ့လိုပြောလိုက်တာပေါ့သူကကျဲစီကလည်းခန့်ရည်ရည်လေးပြန်ပြိုးပြလိုက်ပါအဲ့ဒီပြိုးလေးဟာသူမက်ကိုစဲကြည့်လာခဲ့တဲ့ကာလာတစ်ချောက်လို့မှပါဒမစိုးကြည့်ပြီးမြင်လိုက်ရတဲ့အပြိုးလေးဖြစ်ပါတယ်ပြီးတော့သူမရဲ့အပြိုးလေးဟာဘလောက်ထိချစ်စရာကောင်းလဲဆိုတာထိုနေ့မှ သိရှိသွားခဲ့တာပေါ့အဲ့ဒီနေ့ကစပြီးသူရလည်းကျဲစီရဲ့အိမ်သို့မကြာမကြာသွားရောက်တက်လာပါတယ် သူတို့တို့ဦးရဲ့ဆက်ဆံရေးကလည်းအခြေတို့တွင်မှာတိတိကျကျတိုးတက်လာခဲ့ပြီးတယောက်နဲ့တယောက်လည်းရင်းနှီးလာခဲ့တာပေါ့အခြေကာလအပြီးတိုးတောင်းလာတော့လေသူရတယောက်ကျယ်စိနေတည်ကျွမ်းခဲ့တာနေပေါင်းများစွာကြာမြင့်ပြီလို့ထင်ရလောက်ကိုသူတို့ညောက်ကြခြင်းနေမှုကတော်တော်ကိုတိုးတက်လာခဲ့ပါတယ်ဒါပေမဲ့လေသူရရဲ့စိတ်ထဲမှာတန်တရားမေကိုတချို့ကလည်းအမဲရှိနေခဲ့တာပေါ့ဘာလို့လဲဆိုတော့ကျယ်စိဟာအေးပြေးတော့ထွက်သွားတာကိုတခါမှမတွေ့ခဲ့ရလို့ပါ တွေ့တဲ့မိတဲ့မှာလဲအရှိကကွက်ပီလေးမှာဒါအမြဲထွက်ထည်နေတတ်တာပေါ့ဒါကအနေငယ်ထူဆန်းနေပြီမဲ့ဒီเจ้าကိုမေးမြန်းဖို့အတွက်သူရမလောခဲ့ပါဘူးအကြောင်းမှာတော့ကျဲစင်းကလည်းဒီကိစ္စတွေကိုဖြေဖို့အစဲသိမဖြစ်သေးဘူးလို့ယူဆရလို့ပါကျဲစင်းရဲ့ပုံကိုကြည့်ရရင်လည်းစိတ်ထဲမှာတခုခုကိုဖိုးကွယ်ထားတဲ့ပုံစံဖြစ်နေခဲ့ပါတယ်တခါတလေသူမပြိုးနေပေမဲ့လည်းသူမရဲ့နေလို့တွေမှာကြေကွဲဝမ်းနည်းမှုတွေကအထင်သာဖြစ်နေတတ်တာပေါ့ သူရလေအဲ့ဒါကိုမကြည့်ရတာကြောင့်သူနဲ့တူချီတဲ့ခြေတွေတိုင်းမှာသူမကိုပျော်ရွှင်အောင်ထားပေးပါရယ်ဒီလိုနဲ့နောက်ဆုံးမှာတော့သူရတယောက်သူ့ရဲ့စူးစမ်းလူစိတ်ကိုမထေချုံနိုင်တော့ပဲသိချင်တဲ့ကိစ္စတွေကိုမေးမြန်းဖို့ဆွေးပြလိုက်ပါတော့ရယ်ကျေးဇူးဟိုလေကျတော်တခုလာမေးလို့ရမလားမသိဘူးနော်ဘေကိုတို့ရမှာအာနာပေမဲ့သိချင်စေရဲ့လူတိုင်းမေးမြန်းလိုက်တာပေါ့ဟိုလေညီမလေးအပြေကိုရှောက်လက်ချေတာတို့ဟိုဟာ တွားချင်စီတို့မရှိဘူးလားယင်ဒီမေခိုးကြောက်ကျဲစီလည်းသူ့ကိုစဲကြည့်နေခဲ့ပါတယ်ကျဲစီရဲ့ကြည့်တွေကနည်းနည်းအထူးဆန်းနေပြီးအတိတ်ပဲဖော်ရခင်နေခဲ့တာပေါ့သူရလည်းတိချစ်လို့မွေးလိုက်ခါမှာပုံတိချင်စီတွေဖြစ်လာလို့ဥပါဒါပဲဒါကိုထုခွဲချင်စီတွေဖြစ်လာပါတော့တယ်ပြီးတော့သူမပုံစံကသူနဲ့တူပြင်မထွက်ချင်တဲ့ပုံစံဖြစ်နေတာကြောင့်အစကမိကောတွေ့လေနှောက်တရလာပါတော့တယ် ကျမဘာလို့မဖြစ်ဘူးအကိုရဲ့ကျမကဒီအိမ်မှာပဲနေလို့ရတာပါသူတွေကလည်းဘယ်သူမှကျမကိုစကားမပြောကြပါဘူးကျမဆိုတာသူတို့ထဲမရှိတဲ့လူကြောက်လူပါပဲအေးယောဟန်လူတွေကညီမလေးကိုသဘောမကျကြဘူးလားဘာဖြစ်လို့ပါလဲသူတို့ကဘာလို့ညီမလေးကို မရှိသလိုသဘောထားကြရလဲအာဒါမေဘာပဲဖြစ်ဖြစ်ပါအဲ့ဒါကညီမလေးကို အပြင်းမထွက်ရဘူးလို့ဆိုလိုတာမှမဟုတ်တာ ဟုတ်တယ်မလား ိုးဒီအိမ်မှာနေတာကပဲကျမတို့ကောင်းပါတယ်ကျမဘယ်ကိုသွားရမလဲဘယ်လိုသွားရမလဲဆိုတာမသိလို့ပါ ကျမကိုယ်တိုင်တော့လေဘသူလဲဆိုတာကျမမသိတော့ပါဘူးအမ်ဘာဘာကိုဆိုလိုတာလဲညီမလေးညီမလေးကမှတ်ညံတွေပြောနေရလားဟင်ဘာဘာဖြစ်လို့လဲမသိဘူးနော်သူမရဲ့နောက်ွယ်မှာဘလို့ကြောက်ရွံ့ရှိတယ်ဆိုတာသူရမသိရပါဘူး။ သူမအနေနဲ့ဘလို့ပြဿနာတွေကိုရေဆင်းနေရလဲဘာဖြစ်တာဆိုလဲမိခေါ်တွေနဲ့သူရရေထဲမှာပြင်းနေနေခဲ့ပါရင်ဒါဆိုအကိုတောင်းပန်ပါတယ် sorry နော်ညီမမပြောချင်သေးလဲထားလိုက်ပါရပါတယ်ကျဲစင်းကလည်းဘာမှပြန်နေဖြစ်ပဲသူ့ကိုပြုတ်ပြရို့သာပြုတ်ပြကစကားစားဖြစ်ပြီးအေးသေးပြန်ဝင်သွားခဲ့ပါတယ်သူရနဲ့ကျဲစီတို့တိကျွမ်းခဲ့တဲ့ကာလာတဲ့ချောက်လို့မှာတော့သူရကျဲစီရဲ့အိတ်ကဲတို့တကားမဝင်မသွားခဲ့ဘူးပါဘူး တွေ့တဲ့ဆိုတိုင်းမှာလေအိရှိမာသာစကားပြောခဲ့ကြတာပေါ့ဘာလို့လဲဆိုတော့သူဟာကျဲစစ်ကိုလေးစားမှုပေးပြီးတော့သူမှစေကတိကအဖြစ်မဲ့ယာရီကိုလည်းရှုံလဲချလို့ဖြစ်တာပေါ့ဒီလိုနဲ့အခြေသိုးရတာကိုဆိုးသွားခဲ့တာပေါ့ထိုသိုးရတွင်မှာသူရနဲ့ကျဲစစ်လည်းမတွေ့ပြခဲ့ပါဘူးအเจ้าမှာတော့သူရဟာအဖေဖြစ်သူရကိုစားကိုရောင်းရံတွေတခြားမျိုးကိုရောက်နေရကြောက်ဖြစ်ပါတယ်လောက်ဆရာကိစ္စတွေပြီးစီးသွားတော့မှသူမျိုးလေးကိုပြန်လောက်လာတဲ့အခါမှာတော့ ကျဲစည်ကိုပရမဥစွာတည်ရလိုက်ပါတယ်ဒီတော့ကျဲစည်ရဲ့အေကိုတွားရောက်တွေ့ဆိုဖို့လိုတာပေါ့ဗျာဒါပေမဲ့ဒီတစ်ခါမှတော့ကျဲစည်ကိုမတွေ့ခဲ့ရပါဘူးဘူရကလည်းလွယ်လွယ်လပ်မလျှော့ပဲအသေးကနေအော်ခေါ်နေခဲ့တာပေါ့သူဘလို့ပဲအော်ခေါ်နေပြီစေကျဲစည်ကတော့လုံးဝထပ်မလာတော့ပါဘူးထိုချိန်မှာနိုင်မထင်ဘိုးကိုကြောက်ခါထိုအိနာကဖြစ်သွားတာကိုတွေ့လိုက်ရတော့သူလည်းအခွင့်အရေးကိုဆုတ်ကြိုက်ကဒီလိုမင်းများလိုက်ပါတယ်ဒီမှာဦးလေးခမရတခုလုံးမေးစီလို့ပါ ဒီအေကလူတွေလေဘယ်သွားကြလဲမသိဘူးနော်အခါတိုင်းကျတော့သူ့ကိုအေရှိမစကားပြောနေကြပါဒီအရေးပဲရှိကိုပြောတာလားမင်းမသိသေးဘူးထင်နေအေဘန်ရှင်ကသုံးသွားပြီလေသုံးသွားတာတော့နှိတွေကြာလာပြီဘလို့အကြောင်းကြောင့်သုံးသွားတယ်ဆိုတာကိုတော့ဦးလေးလည်းမသိဘူးဦးလေးလည်းဒီကိုပြောလာတာမကြားသေးဘူးကွဘူရာဒီယာကိုကြားလိုက်ရတဲ့အဖြစ်ကြောင့်ထိလက်ဒိုးဒိုးသွားခဲ့ရပါတယ်အကယ်၍ ဦးလေးကြီးပြောတဲ့အရှင်ကတခြားသူဖြစ်နေရဲ့အကြမ်းမဟုတ်ပဲတဲစီဖြစ်နေမှောက်ကိုပဲသူစိုးရိမ်နေခဲ့တာပေါ့ဟာဦးလေးကျွန်တော်ကနောက်နေရလားဗျာသူကဘလို့လို့သိနေမှာလဲဗျာမလောကတဲ့တိုးရဲကပဲကျွန်တော်သူ့နဲ့စကားပြောခဲ့ကြသေးတယ်ဟမ်အဲ့ဒါမဒီဦးလေးကွယ်ဒါဆိုရင်တော့မင်းတယောက်ယောက်နဲ့တွေ့ခဲ့တာပဲဖြစ်ရမယ်ရွာထက်ကတခြားသူတွေကိုမေးကြည့်ပါလားသူရလေဒီလူကနားလည်မှုလွဲနေတယ်လို့တွေ့လိုက်တာပေါ့ ဘာလို့လဲဆိုတော့သူကိုယ်တိုင်လည်းထိုနေရာသို့ပြောလာခဲ့တာမကြသေးဘူးလို့ပြောခဲ့တာကြောင့်ဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်သူကတော့စိတ်ထဲမှာတဖြည်းဖြည်းနဲ့တဲ့မိခိုးတွေရှိနေတာကြောင့်ကြွားတဲ့ကလူတွေကိုလိုက်လံမေးမြန်းခဲ့ပြန်ပါတယ်။ဒါပေမဲ့လူအများစုမှာကျဲစင်းရဲ့အကြောင်းကိုတော့သိမသိကြပါဘူး။ဒီကြတဲ့သူကြားလျရတဲ့အရာတခုတော့ရှိပါတယ်။အဲ့ဒါကကျဲစင်းဟာလောကထဲနှိပေါင်းများစွာကလေးကတိတ်ဆုံးသွားပြီဆိုတဲ့အရာပါ။ သူရလည်းကြံရမရတဲ့ဆို ကျန်စင်ရဲ့အေးလေးစုတို့အတွေးပေါင်းတောချောက်ထုံနဲ့ပြန်လာခဲ့ရပါပြီ။ရွာသားတွေရဲ့ကျန်စင်တိတ်သွားပြီဆိုတဲ့စကားကသူ့နားထဲထက်တလဲလဲကြားနေခဲ့ရပါပြီ။ကျေးစင်ကျေးစင်ကတည်ပြီးရှေ့ဟေးကျေးစင်စီမကောင်းပါဘူး။မင်းရှာနေတဲ့သူကမရှိတော့ဘူး။ကြိုတီးရတဲ့လောက်ကျေးစီကဆိုးလာနှိမ့်တွေတော်ကြပါပြီ။ ဒီနေ့ကတော့ကျေစီပြောက်သွားခဲ့တာလေးရင်မြောက်နေ့ကလေးဖြစ်ပါတယ်။သူရအနေနဲ့ဘသူတွေဘာပဲပြောနေပါစေကျေစင်းတေးပြီးဆိုတာကိုလုံးဝလုံးဝလက်မခံနိုင်ခဲ့ပါဘူး။သူမျိုးကမသွားခင်မှာကျေစင်းတိတ်သွားတယ်ဆိုတာကသာသူ့တဲ့ယုတ်တိရှိဦးမှာပါ။အခုလိုနှိပောင်းမြောက်စွာကြာပြီးဆိုတဲ့အရာကသူ့ကိုမျက်လဲပြတလို့ဖြစ်နေခဲ့တာပေါ့။မကြာသေးခင်ကမှစကားတွေနေတိုင်းပြောဆိုခဲ့တဲ့သူကတိတ်ပောင်းမြောက်စွာကတိတ်ပြီးဆိုတဲ့စကားဟာလုံးဝလုံးဝဒေးပဲမရှိခဲ့ပါဘူး။ တည်သောသူကြာရင်မေပျောက်သောသူရှာရင်တွေ့ဆိုတဲ့စကားပေါ်တိုင်းဒီလိုနဲ့သူရဟာအဖြစ်မှန်တွေကိုတည်ရှိဖို့နီးစက်လာခဲ့ပါတယ်။တနေ့မှ သူရဟာအဖေရဲ့ကိုယ်တည်းတွေနဲ့တွေ့ဆိုဖို့တွေဆယ်တခုမှခြေတားခဲ့ကြပါတယ်။သူရဟာအဲ့ဒီဆိုင်ထဲမှာရှိနေစမှာ အနည်းမှရှိတဲ့လူမျိုးရဲ့စကားတွေဟာသူ့နာနဲ့ဆက်ဆက်ကြားခဲ့ရပါတယ်။သူရဲ့စကားကြောင့်အဲ့ဒီလူမျိုးကတခြားရွာသားတွေထဲကျယ်စင်းရဲ့အကြောင်းကိုပိုသိလိမ့်မယ်လို့ထင်မှတ်လိုက်တာပေါ့။ဟေ့ကော ယင်းလေးကကျေစင်ဆိုတဲ့မိမကြောင်လာမေးတဲ့သူတို့ရှိတယ်။အေးဘယ်သူလဲတော့မသိဘူးကွာ။ငါလည်းမသိဘူးလေကွာ။အဲကောင်ကပါကိစားရှိလို့လာမေးနေရလဲဆိုတာငါလည်းမသိဘူး။ကြည်ရတော့တခုခုပဲ့စဲမှုရှိတယ်ထင်တယ်။ဒီစကားတွေကိုကြားတော့အချိပြောင်းနေတဲ့သူရလည်းဒီတိုင်မနေနိုင်တော့ပါဘူး။ခင်ဗျားတို့စောနာကကျေစိတ်တော့ပြောတာကြားလိုက်တယ်။ကျေစိတ်ကိုတိသားဗျ။ထူလူမြောက်လေသူ့ကိုလှည့်ကြည့်လိုက်ကြပါလိမ့်။သူရကလည်းကျဲစိတ်ကြောင့်တိချေတာဖြစ်ပြီ ကျဲစီပြတ်သွားတာနဲ့ပဲသက်ပြီးတိတ်ကြတဲ့ကြော်တခုကသူသိချင်တာဖြစ်တဲ့ကြောင့်လေသူသူနူဦးကိုပြောပြလိုက်တာပေါ့အဲ့ဒီအချိန်မှာဟိုလူတွေကဘာကြောင့်သိချင်ရလဲဆိုတာကိုမမေ့တော့ပဲဆိုင်တဲ့ကတခြားလူတွေကိုမကြားစေချင်တာကြောင့်အပြေသူခေါ်ထုတ်သွားခဲ့ပါတယ်သူရကိုလည်းသိချင်တဲ့အကြောင်းတွေပြောပြမယ်လို့ဆိုတာပေါ့တို့ပေမဲ့လေထူထူပြောပြခဲ့တဲ့ຢာတွေကသူရမျိုးကြီးနဲ့လောက်တဲ့အကြောင်းအရာတွေဖြစ်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူသိထားတဲ့ကျေစင်နဲ့ ဒီလူပြောပြတဲ့ကျေစင်နဲ့ဆက်ကျင်ပဲလို့ဖြစ်နေကြတာပေါ့ဒီမှာကို့လူငါပြောပြမယ်ရွာထဲမှာတော့သတင်းတွေထွက်နေရပဲကွာကျေစင်ဆိုတဲ့မိမက သူ့ယောက်ျားကိုဖောက်ပြန်နေရတဲ့အေးအဲ့ဒါကြောင့်သူ့ယောက်ျားကသူ့ကိုမိသွားတော့သူ့ကိုတက်ပြီးထွက်ပြေးသွားတယ်လို့ပြောကြတယ်သူအသက်ရှင်စင်ကလည်းယောက်ျားရင်းနဲ့ဘလူးပလေးအမှုပြဲလုံးနေရပေါ့ကွာရွာကလည်းအဲ့ဒါကြောင့်သူ့ကိုယူဝင်ကြတာငါလည်းယောက်ျားကြောက်နေနေတော့မိဂလိတက်ဝအတင်းပြရတာမကြိတ်ပါဘူး ။ဒါပေမဲ့မေကရန်သိချင်နေတော့မောင်ကပြောပြတာပါကိုလူရာ။ဟာ။အဖြစ်နေပါဘူးရာ။တခုခုတော့တခုခုပါပဲ။သူတို့လော်ခဲ့တဲ့လေရဲ့လောက်ကသူ့နဲ့စကားပြောခဲ့သေးရဲ့လေ။အဲ့ဒါကဘယ်လိုလိုနှိပ်ပေါင်းများစွာဖေးရမှာလေဗျ။အဲ့ယောမိယူနေလား။မေကစောက်ယူပဲ။မင်းဖေးရဲ့နဲ့စကားပြောခဲ့ရလား။ကျဲစီကတီးပြီးဆိုတာလူတိုင်းသိတယ်။မင်းပဲမသိတာ။ဟာမဖြစ်နေပါဘူးရာ။ရတော်သူ့နဲ့နေတယ်လို့လို့စကားပြောခဲ့တာ။ ီလေးရက်တွင်မှာပဲသူကပြတ်သွားတာဟာတော်တော်မင်းနဲ့စနေပြောတော့ဘူးဘာကောင်းမှမသိဘူးချက်သေးတွေတော့ထလာပြီတို့လူလေချက်ချင်းပဲထွက်သွားမှလေရောဗျာ အချစ်ကိုယူပြီးဇလိုကန်းနေတဲ့သူရကတော့ထိုချိန်မှာတကြမင်းလာပြောရင်တောင်မှယုံမှာမဟုတ်ပါဘူးသူတို့ဖြစ်သူမရဲ့ကြိစာလေးတာမကောက်တဲ့အကြောင်းမှာပိုရင်းမဖြစ်နိုင်ဘူးလို့ကောက်ချက်ချလိုက်ပါတယ်ဘာလို့လဲဆိုတော့သူနဲ့စကားပြောဆိုတိကျွမ်းခဲ့တဲ့ကြဲစီကမကောက်တဲ့မိမစာမဟုတ်ဘူးဆိုတာတေချာသိနေခဲ့လို့ပါဆက်ကြည့်ပဲနေနဲ့ဒူမဟာအေးဆေးတင်နေပြီးတော့ကြောက်တဲ့ရှုပ်ရှက်ကင်းစွာနေတဲ့တဲ့သူဖြစ်တယ်လို့သာ သူရကမှတ်ယူထားခဲ့တာပေါ့ဗျာ။ ကြံရများတဲ့ဆိုအတွေးများစွာဖြင့်ကျဲစင်းအီတို့တဖန်ပြန်လာခဲ့ပါသည်ဘလို့မှာစာနာရှာလို့များတော့တဲ့အဆုံးမှာအေးသေးဝင်ဖို့ဆိုထွက်လိုက်ပါတော့တယ်သူရဟာဇလိုကန်းရုံတည်းမဟုတ်ပဲနားတွေလည်းပင်သွားဖို့ရပါတယ်ဒီလောက်လူတွေပြောနေကြတာတောင်မှသူစိတ်ထဲမှာလိုဝါလက်မခံပဲတဖဲပေကြီးဖြစ်နေခဲ့ပါတယ်အခုလေကျဲစီကနေမကောက်ဖြစ်ပြီးအပြေးသူမှုထွက်နေတာဖြစ်မှာပါလို့တွေးနေလေရဲ့ဗျာ အခြေယူသမားလေးသူရတရားဧတဲကိုရောက်တဲ့ချိန်မှာတော့သူမြင်လေးရတဲ့အရာကြောင့်လော်တရားမှထိတ်လန့်သွားခဲ့ရပါတယ်။အကြီးအားစွပက်ထားသလိုဖိုရီနဲ့ပစ်ကိုအေတွေပြင်းနေနေခဲ့ပါတယ်။ဒါပြီးပြိဘောကတွေမှာလည်းပြန်ကျဲနေပြီးတော့ဒုနီယာ၌နေပေါင်းများစွာဘသူမှမနေတော့တဲ့လက္ခဏာပြနေခဲ့တာပေါ့။ဒါကြောင့်ဒွါသားတွေရဲ့စကားမှာအမှန်ရင်ဖြစ်နေမလားဆိုတာ စတင်တွေးတောလာခဲ့ပါတယ်။ ဧရကနေရာတိုင်းကိုရှုတ်ကြည့်ခဲ့ပြီးမယ်လေအေဂျီရဲ့အခြေအနေကဘယ်သူမှမရှိဘူးဆိုတာသိချသွားခဲ့ပါပြီဖို့မရှိတဲ့နေရာဆိုလို့တကူမှမရှိပဲအထက်မှာရှိတဲ့ပြည်စည်းနေငယ်ကပါချစားပြီးတော့ဆွေးမိနေခဲ့ပါပြီအသက်ရှူလိုက်တိုင်းမှာလေနှာခေါင်းထဲဖုံမုတ်တွေဝင်လာတဲ့ဖြစ်စက်ပြည်ပြည်ဖြစ်နေခဲ့တာပေါ့ခဏကြာတော့သူအေရှိကိုပြန်ထွက်လာပြီးခတ္တရက်နေလိုက်ပါတယ် အခုကညချိဖြစ်တာကြောင့်ကျန်စင်ကတိတ်သွားပြီးဆိုရင်တော့သူမရဲ့ဥညီလေးကိုထက်တွေ့ခွေရနိုင်မလားဆိုပြီးမျှော်လင့်နေစေပါ။မပြီးဆိုးနေပဲတစားတစားပုံများလာတဲ့တွေ့တွေနဲ့သူရာခောက်ခါနေခဲ့ပါရီ။အဲ့လိုနဲ့သူအိပြဘုံလှက်ထွက်မဲ့လို့မှမကြောတဲ့ຢာတခုကသူ့ရဲ့ကြောကိုအရှိပြီးစွာနဲ့ရိုက်ခံလိုက်ရတာကြောင့်ဟန်ချဲပြက်ကလဲကျသွားခဲ့ပါရီ။သူပြန်လဲကြည့်လိုက်တော့သူ့ကိုရိုက်တဲ့သူတွေဟာဈေးတွေကကျန်စစ်ကြောင့်ပြိုကျခဲ့တဲ့သူတွေဖြစ်နေကြတာပေါ့။ ဟဲ့အောင်မင်းမတူလဲဟမ်မင်းဘာလို့ပြီးဆုံးသွားတဲ့ຢာတစ်ခုကိုလိုက်ဖို့ချင်နေရလဲငါမှဒီလှုပ်ဝဲချက်ကြီးကိုဤပေါင်းများစွာဖိုးကွယ်လာခဲ့ရတာမင်းကြံသိရဲ့နော် မင်းကျင်စီကိုမြည်တယ်လို့ပြောပြီးငါ့ကိုကြောက်လို့မေးပြီးဘမကားထဲကလို့ကြွက်စေပြီးငါ့ကိုဖမ်းမှာမလားဗျာခမရဘာပြောနေရလဲဗျကျုပ်နားမလဲဘူးခမရကိုဖမ်းမယ်ဟုတ်လားဒါဆို ခမရကကျင်စီကိုတက်ခဲ့တာလားအာဟေးဟေး မင်းခုချင်းမှာပိုရီပြောမနေနဲ့ငါသူ့ကိုတက်ခဲ့တယ်ဆိုတာမင်းသိနေတယ်မလားဒါကြောင့်မင်းအွဲဆင်ပြီးတော့ငါ့ကိုဖမ်းဖို့လုပ်နေရဲဆိုတာငါမသိဘူးထင်လို့လားဟမ်သူရတရားကိုသူသိလျားတဲ့မှန်တရားကြောင့်သူရဲ့ချစ်ကပါကြီးလေပြည့်စည်တို့လို့တွားခဲ့ရတာပေါ့ဒါဆိုရင်တော့ ကျဲစင်းတည်ပြီးဆိုတဲ့ရာဟာအမှန်တရားဖြစ်ပြီးတော့ထိုလူဟာသူ့မောက်ကိုတက်ခဲ့တဲ့လူသက်သမားဖြစ်ပါတယ်။သူရကကျဲစင်းကြောက်ကိုလိုက်လံမင်းမြတ်နေရကိုမြင်လဲရတဲ့ချိန်မှာတော့အိုးမလို့ဥပေးဖြစ်နေတဲ့လူသက်သမားတွေကလည်းဖမ်းဟရာမှာကြောက်ပြီးတော့သူရကိုပါနှုတ်ပေးဖို့လိုတာပေါ့။ဒီမှာဟဲ့ရမင်းဘော်ရီဘလောက်ပဲတီးခဲ့တီးခဲ့လားရဲ့လှူရဲ့ချက်တူနဲ့တူတူမင်းသေပွဲဝင်ရတော့မယ်။မင်းဘာတက်နေသေးလဲဟေး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  စကားဆိုးတာနဲ့ထိုးလူဟာသူကြိုက်ထားတဲ့တုံးနဲ့သူရောက်ောက်ကို အားနဲ့ထက်မှန်ရချလိုက်ပါတယ်။ဒါပေမဲ့လည်းကန်နီးကလည်းရှိတော့လက်နဲ့ကောက်ွယ်နေလိုက်ပြီးကောက်ွယ်မဲ့စာလက်ကျိုးသွားခဲ့ပါတယ်။ထိုးလူဟာဒုံးနဲ့ဆော်လို့များတော့အသေးဥလာတဲ့ဓာတ်ကိုထုတ်ကာသူရောက်ကိုထိုးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတဇိုကျောက်ရဲ့တာကိုကြားလဲရပါတယ်။အကိုအကိုသူရယိုဒီရဲ့ဂျေဇီဝဉ္ဉေထွက်လာခဲ့ပြီးသူရောက်ကိုလှမ်းခေါ်လိုက်ပါတယ်။ ူမဟာ ထိုဖြစ်ဖြစ်ကိုတိတ်မိလဲရတဲ့အချိန်မှာသူမအသက်ခံရတဲ့ခြေကစပြီးဒီနေ့ဒီဘွားကို ရောက်နေရတဲ့ကြောင်တွေကိုပါပြန်လည်မှဲ့မိသွားခဲ့တာပေါ့အဲ့ဒီညာကကျဲစီဟာဓမင်းစာပြီးပကံများကိုစေကြောကရေချိုးပြီးအိယဝေဖို့လုံနေခဲ့ပါတယ်ထိုချေလူမြောက်ကလည်းသူမအေတို့တက်တဆိတ်ဝင်ရောက်လာခဲ့ပြီးသူမကို ချောင်းမြောင်းနေခဲ့ပါတယ်အဲ့ဒါက ကြားတဲ့ကောင်ကစားကောက်ကို၆သူလိုဖြစ်နေခဲ့တာကို "तू မလည်းဘာမှမသိရှာခဲ့ပါဘူး။ तू မဘာမှမသိလိုက်ခင်မှာပဲ။ तू မရဲ့ဥကောက်အားမကြောတဲ့ຢာတစ်ခုနဲ့ရိုက်ခံလိုက်ရပြီးတတိလေသွားခဲ့ပါ යි ။တတိမနစ်ခင်မှာလူမျိုးရဲ့စကားပြောတာကိုကြားနေရပြီမဲ့အဲ့ဒီလူတွေကဘယ်သူဘဝဖြစ်တယ်ဆိုတာ तू မပခန့်မှန်းနိုင်တော့ပါဘူး။ဟဲ့ယောဒီမှာသိပြီလားမသိဘူး။မေးရလိုက်တာတော်တော်ပြင်းရပဲကွာ။ तू သိသွားရင်ဘယ်လိုလုပ်မလဲ။ ဖေးပစည်းပေါ့ကွာဒီကောင်မကငါချစ်တဲ့ကိုမိုးနေမှာတော့ဒီလောက်တော့ခံရမှာပေါ့ငါသူ့ကိုလမ်းနေတာတင်းတင်းလို့ရှိပြီဒီကောင်မကလူကိုမတူတူမတန်တူငါ့ကိုနည်းနည်းလေးမှအခွင့်အရေးမပေးခဲ့ဘူးစောင့်နေရတာတော်ပြီဒီနေ့အားလို့ပြီးပြီဒီနေ့ဒီငါမိမဖြစ်လာစေရမယ်သိသွားတော့လေဘာကြီးလဲအလောက်ဖြောပြီးတော့ညှို့လိုက်ယူပဲလေကွာမဟုတ်လို့ငါလူချင်တာယူပြီးတက်လိုက်မယ်လေတိတ်တိတ်နေနော် မူဖို့ပြိမေသူမဟာဦးကကိုပြေးထန်စွာရိုက်ခိုင်ရတဲ့တန်ကြောင့်နာကျေမှုကိုသိမခံစားရပဲတိတ်ဆုံးသွားခဲ့ရပါတယ်။သူမကိုမတရားပြုချိန်ပြီးတက်လိုက်တဲ့သူကလည်းထိုလူတွေဖြစ်တယ်ဆိုတာသရေဘောက်ကိုရောက်တာတော့သူမမသိရှာခဲ့ပါဘူး။ထိုလူနှောင်းလည်းသူတို့လူဝင်စံတာတွေဖြစ်စီပြီးတဲ့နောက်မှာသူမရဲ့ယူလောင်းကိုလည်းအိမ်နောက်ဖေးမှာမျိုးနှံခဲ့ကြပါပြီ။ဒါဆိုနေနေမေနေကမောက်ကိုတက်ခဲ့တဲ့လူပဲ။ ဘာလို့လာပြောနေရလဲနင့်နင်ကတိတ်သွားပြီမဟုတ်လားတကြီးတကြီးမတကြီးမနေထွက်သွားစမ်းကဲပေါ်နော်ငါမဓာတ်ရှိတယ်ဒီမှာတွေ့လားငါနာမလာနေနော်ငါဓာတ်နေထိုးမှာလူသက်သမားဟာအတုတ်လက်တကြပြေးဆိတ်လွတ်သွားဖို့ရပါပြီတန်စီဝိညာဉ်ဟာသူ့ကိုဘာမှမလုပ်တော့လေအတုတ်လက်တကြပြေးထွက်ပြေးသွားခဲ့ပါပြီသူဟာလော်တရားမှကြောက်လန့်နေပြီးဖြစ်ပောက်တာတမ်းမပြေးနေပေကိုချရုံးနဲ့ကိုခရိုတိတ်ကလဲကြသွားပြီးလက်ထက်ကဒါလည်းကိုဝါဘဲကိုပြန်မှန်သွားခဲ့ပါတယ် ။နောက်ဆုံးမှာတော့ထိုလူလေးပွဲချင်းပြီးတော့တိတ်ဆုံးသွားခဲ့ရတာပေါ့။အားလုံးပြီးဆုံးသွားတဲ့ချိန်မှာလည်းသူရဟာကျင်းစည်ရဲ့အေတိုနောက်တစ်ခါပြန်လာခဲ့ပါရင်အတောင်မှာတော့ကျင်းစည်ကိုနောက်ဆုံးအနေနဲ့တွေ့ဆုံနေဖို့မျှော်လင့်နေခဲ့လို့ပါ။သူမနဲ့တီကျွမ်းခွေရခဲ့တဲ့ချိန်ကလည်းသူ့ဘဝရဲ့ကောင်းဆုံးချိန်လေးတစ်ခုဖြစ်ပါရင်ဒါပေမဲ့လည်းသူရောက်လာတဲ့ချိန်မှာတော့ကျင်းစည်ကိုလုံးဝမတွေ့ရတော့ပါဘူး။ သူမရဲ့ရုပ်အလောင်းကိုလည်းသူရတယောက်ရှာပွေကဘာသာရေးထိုးထားတွေနဲ့ကြီးအာတုပခန္ဓာကိုကျင့်ပပေးခဲ့ပါတယ်။ထို့ပြင်ကောင်းမွန်တဲ့ဘူပွားကိုရောက်ရှိစေရန်အတွက်လည်းခုသူကောင်းမှုများပြုလုပ်ပေးခဲ့တာပေါ့။သူဟာဘလောက်ပဲချိန်နေပါစေနောက်ဆုံးမှာတော့လက်လော့ပေးခဲ့လိုက်ရပါပြီ။တချို့ချိန်မှာတော့သူတို့နှစ်ဦးပြန်လည်တွေ့ဆုံနေမယ့်ဘဝတစ်ခုကိုလည်းမျှော်လင့်နေခဲ့မိပါတယ်။ချင်းမိတာပြင်မဟုတ်ပါဘူး။အခြေတိုက်ကလည်းပြောစရာကောင်းစွာနဲ့ပေါက်ဖက်နေမှာမဟုတ်ပါဘူး။ ။ဒါပေမဲ့တချို့သောချစ်တွေကပိုက်ဆိုင်ခွင့်ရပြီမဲ့လေတချို့သောချစ်တွေမှာတော့ချစ်နေယူလိုက်တာချိနေရပါတယ်။ဘလို့ချစ်မျိုးပဲဖြစ်နေဖြစ်နေစိတ်မှန်တဲ့ချစ်ရဲ့ယူရချက်ကတော့ကိုချစ်ရတဲ့သူလေပျော်ရွှင်နေစေဖို့ပဲဖြစ်ပါတယ်။ကိုချစ်ရတဲ့သူပျော်ရွှင်ဖို့ဆိုရင်ရာလိုပိတ်ဆဲနေကြပါတယ်။ထို့နည်းတူစွာအမောက်တွေကျူးလော်ဖြစ်စည်းမိခဲ့တဲ့သူကလည်းဘလောက်ပဲဖိုးကွယ်ဖိုးကွယ်လူသားတွေပြင်းမှုတွေကတပွားလိုတောက်လျှောက်လိုက်နေမှာဖြစ်ပါတယ်။ ကိုပြုတဲ့ကံကိုတန်တန်လာပြီးချက်ချေလက်ငင်းချိုးပေးမယ်ဆိုတာကိုလည်းမမေ့ပါနဲ့ဗျာ။